အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇက်လန်းလေးကတော့တော6ခံရတဲ့ညဆိုတဲ့ဇက်လန်းလေးပဲဖြစ်ပါတယ်အကြောင်းလေးမစတင်ခင်ပါကျွန်တော်တို့ Channel ကို Subscribe လုပ်ရသေးရင်လုပ်သွားပြီးအစ်စ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့မြစ်တရက်ခံကြပါတယ်ဟုတ်ကဲ့အကြောင်းလေးကိုစတင်လိုက်အောင်လူရှင်နဲ့စောတူတူတို့ကငယ်စဉ်ကတည်းကခင်မင်ရင်းနှီးလာကြတဲ့တငယ်ချင်းတွေဖြစ်ကြပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ဘဝလမ်းကတော့တော်တော်လေးကွာခြားပါတယ်ဘာဖြစ်လို့လဲဆိုတော့ လူရှည်ကစာမတင်ခဲ့ရပဲနဲ့သူများအိမ်ဒီမှာပဲအငှားလိုက်လုပ်ပြီးတော့လုတ်ကင်စားတော့နေရတဲ့သူပါစောတို့တို့ကတော့အခြေအနေတော်တန်ပြည်စုံသွင်းသူမို့ရန်ကုန်ထီကိုចောင်းသွားတက်နိုင်ခဲ့ပါတယ်အခုចောင်းပိတ်လို့နေကအိမ်ကိုပြန်လာတဲ့ခါမှာစောတို့တို့ကလူရှည်ကိုတစ်ခေါက်လောက်လေးစင်ထိုးပြီးအမဲလိုက်ဖို့ခေါ်သွားဖို့တောင်းဆိုပါတယ်ဒါပေမဲ့လူရှည်ကအတီးကြတော့ခရီးမပေးခဲ့ပါဘူးဘာလို့လဲဆိုတော့ဒီချိန်ပိုင်းမှာ တောထဲကိုသွားပြီးတော့အမဲလိုက်ကြတယ်ရွာသားတွေက တော့ချောက်ခံရတာတွေကြောက်စရာတစေတရေတမျိုးနဲ့တွေးကြုံခဲ့ရတယ်လို့ပြောနေကြလို့ပါပဲအဲ့ဒီတရေကပညာစည်းဖောက်ဖျက်ကျူးလွန်ပြီးလို့ပညာကပြန်တိုက်ပြီးတော့တရေဖြစ်သွားတယ်ပညာရှင်တွေကနေဖြစ်ပေါ်လာတာလို့ဆိုကြပါတယ်တော်ထဲမှာခိုအောင်နေပြီးတော့ရုပ်ရည်ကလည်းအလွန်ယုတ်ဆိုးပြီးတော့ကြောက်မဲ့ဖွယ်ကောင်းပါတယ်တကူလုံးအမွှေးတွေဖုံးနေပြီးတော့မျက်နှာကဝက်ဝံနဲ့တူပါတယ်လက်သေးတွေရှည်လျားပြီးတော့မျက်လုံးတွေကအနီရောင်သွားဆွေတွေကလည်းရှည်လျားပါတယ် သူ့ရဲ့ခန္ဓာကိုယ်အတွက်စွမ်းရင်တိုးပေါအောင်လူတွေရဲ့သွေးနဲ့နှလုံးသားကိုစားသုံးရတာသဘောကျတယ်လို့ဆိုပါတယ်။ငါထင်တော့လောလောဆယ်မသွားသေးတာကောင်းမှာကွာ။တော်ကြနေရင်တစီတရေကငါတို့ကိုဒုက္ခပေးနေဦးမယ်။ဘာလို့တစီတရေလဲမင်းကမြင်ဘူးလို့လား။ငါတော့မမြင်ဘူးပါဘူး။ဒါပေမဲ့ရွာသားတွေပြောပြကြတာကွာ။သူတို့သာတွေ့မိရင်ငါတို့သိနိုင်တယ်။ဟဲ့ကောင်မင်းအတွေးလွန်နေရလား။မင်းလည်းတော်ရင်ဝင်တာကြာလာပြီကွာ။မင်းပြောတဲ့တရေဆိုတာတခါမှမမြင်ဘူးမဟုတ်လား။ဘာလို့ရွာသားတွေပြောနေတဲ့စကားကိုယုံနေကြလဲ။ ငါနားထောင်ကြည့်ရတဲ့တော့ငါထင်တာကရွာသားတွေကဒီချိန်မှာတောကောင်တွေအများကြီးတွေ့လို့သူတို့ကိုဘသူကမှအနောက်ရှက်မပေးဘဲအေးအေးဆေးဆေးလိုက်ဖမ်းပြီးရောင်းချင်လို့တစေတရေဆိုတဲ့ပုံမြင်ကိုဖန်တီးပြီးတော့တခြားသူတွေကြောက်အောင်လုပ်တာပဲဖြစ်လိမ့်မယ်။လူရှိကလည်းစောတို့တို့ပြောတဲ့စကားကိုလိုက်ပြီးတော့စဉ်းစားကြည့်မိပါလေ။သူကိုယ်တိုင်ကလည်းမွေးကလေးကဒီလိုတစေတရေမျိုးကိုတခါမှမမြင်ဘူးခဲ့ပါဘူး။တစေတရေဆိုတာကတကယ်မရှိဘဲနဲ့တခြားသူတွေတောထဲကတားဆောင်မလိုက်ရအောင်ကြောက်ဖို့လုပ်ထားတဲ့ပုံမြင်တစ်ခုဖြစ်နိုင်ပါလေ။ အေးကွာမင်းပြောတာလည်းဟုတ်သားပဲပြောရရင်ဒီတဲ့င်းကိုဖျက်နေရွာသားတွေကငါနဲ့တိတ်မတည့်တဲ့အဖွဲတွေကွာအေးလေကွာငါပြောသားပဲဒါဆိုရင်မင်းကြောက်စရာမလိုတော့ဘူးဒီကောင်တွေကိုဂယူးဆိုင်နေနဲ့လာပါတားကောင်ပြစ်ဖို့ငါတို့လင်းစင်သွားထိုးရအောင်တော့ဝက်လေးပါလေးရရင်တော့စားလို့တောက်လို့ရောင်းစားလို့ရတာပေါ့ကွာဒါပေမဲ့တကယ်ရရင်တော့ငါစားပဲစားမှာပါရောင်းတာကတော့မင်းကဝေစုပေးစရာမလိုပါဘူးတကယ်ချင်းနှစ်ယောက်နားလည်မှုရသွားပြီးတော့နောက်မှာနောက်တစ်နေ့ပါပဲသူတို့ကတော်တဲ့ကတစ်ပင်တစ်ပင်ပေါ်မှာလင်းစင်ဆောက်ဖို့ထွက်လာခဲ့ကြပါတယ် လူရှည်ကတောရဲ့အဆောင်ရှောက်ဆိုးတွေကနေကာဝယ်ဖို့ကြားဆွဲကိုအမြဲတမ်းလေပင်မှာဆွဲထားလိမ့်ရှိပါတယ်။ဘာလို့လဲဆိုတော့ဒီတောကရွာနဲ့အတော်လှမ်းဝေးပြီးတော့လူသိမ့်မရောက်တဲ့တောနဲ့ကြီးဖြစ်နေတယ်လို့တောရံတလိမ့်ဆန်တွေကလည်းပေါများလို့ပါပဲ။တစ်ပင်ပေါ်မှာဆင်ဆောက်ပြီးတဲ့နောက်ပင်မန်းတာကြောင့်စောတူတူကရေတောက်ချစ်စိတ်တွေပေါ်လာပါတယ်။ကြံဆိုးသွားပဲနဲ့သူကရေဝူးယူလာဖို့မေ့သွားပါတယ်။ဟောက်ကွာငါရေဝူးယူမလာမေးဘူး။ဟမ်ငါမင်းကိုတဲခိုင်းတဲ့ရေဝူးကိုလည်းမေ့ခဲ့ရလား။အေးဟုတ်တယ်ကွာဘယ်လိုလုပ်ကြမလဲရေစာလိုက်တာကွာ။ ဒီနားတော့ဝိုက်မှာငါတို့လမ်းလျှောက်လာတော့ကဖျက်လာခဲ့တဲ့ဆန်းချောင်းတစ်ခုရှိရလေကွာမင်းတွေ့တယ်မို့လားအေးဟုတ်သားပဲကွာဒါဆိုရင်ငါအဲ့ဆန်းချောင်းမှာရေသွားတောက်လာအောင်မင်းရောရေစားလားငါမစားပါဘူးကွာမင်းသွားတောက်နဲ့စောတူတူကမလမ်းမကမ်းမှာရှိနေတယ်ဆန်းချောင်းစီကိုတန်တန်မတ်မတ်လျှောက်သွားပါတော့တယ်အဲ့ဒီအချိန်မှာနေရဆောင်းနေပါပြီသူကရေတောက်မျက်နှာတက်အမောဖြေနေတာမိနစ်30လောက်ကြာတော့မှပြန်ပေါ်လာပါတယ်အဲ့ဒီနောက်သူတို့နှစ်ယောက်သားတားကောင်စောင့်ကြည့်ဖို့စင်မော်ကိုတက်သွားကြပါတယ် လူရှည်ကစောတူတူကိုမှားထားပါတယ်။ဘာတမ်းပဲကြကြအတန်မထွက်ဖို့အော်ဟစ်ချင်းမလုပ်ဖို့တယောက်ယောက်ကခေါ်တန်ကြားရင်လေလုံးဝဆင်းမသွားဖို့မှားထားပါတယ်။စောတူတူကိုယ်တိုင်ကလည်းတငယ်ချင်းပြောတဲ့အတိုင်းကောင်းကောင်းလိုက်နိုင်ပါတယ်။ဒီလိုနဲ့ညာနဲ့လာတော့တားကောင်ဖြတ်တန်းလာမယ်အရေးရောက်နေလေလုံးဝမတွေ့ရပါဘူး။ဒါပေမဲ့ညာနဲ့တကောင်အရင်အချိန်လေးရောက်ကောဒစုံတစ်ခုဖြစ်ပြခဲ့ပါတော့တယ်။ရုတ်တရက်ဆိုသလိုအဝေးကအော်ဟစ်တန်တစ်ခုထွက်ပေါ်လာတာကြောင့်စောတူတူကလန်သွားပြီးတော့တစ်ပင်ပေါ်ကချက်ချင်းဆင်းပြေးသွားပါတော့တယ်။ လူရှိကလည်းအံ့ဩသွားပြီးတော့တငယ်ချင်းကိုပြန်လာဖို့လမ်းခေါ်ပေမဲ့စောတူတို့ကတော့ပြန်မလာခဲ့ပါဘူးအဲ့ဒါနဲ့လူရှိကအစင်ပေါ်ကနေအလျင်စလိုဆင်းပြီးတော့တငယ်ချင်းတော်ကိုအမြန်လိုက်သွားပါတော့တယ်လက်နဲ့ယူဖို့တောင်းမိသွားပါတယ်လူရှိကစောတူတို့နောက်ကိုတောက်လျှောက်လိုက်သွားရင်းနဲ့ဆန်းချောင်းသားကိုယောက်သွားပါတယ်အဲ့ဒီနေရာမှာစောစောကကြားလိုက်ရတဲ့ထူဆန်းတဲ့အတန်ထွက်ပေါ်လာတဲ့နေရာဖြစ်မယ်လို့ယူဆလိုက်ရပါတယ်ဒါပေမဲ့စောတူတို့ကတော့ထူဆန်းသွားပဲပျောက်ကွယ်သွားပါပြီ ဲ့ဒါနဲ့သူကမီးနဲ့ပတ်ဝန်းကျင်ကိုထိုးရှာပေးမယ်လည်းမတွေ့ပါဘူးရုတ်တရက်လူရှည်ရဲ့ခြေထောက်ကတစုံတစ်ခုနဲ့တိုက်မိတာကြောင့်မီးနဲ့ထိုးကြည့်လိုက်ရပါတယ်အဲ့ဒီခါမှာစောတူတူရဲ့ခန္ဓာကိုယ်ကသတိလစ်နေတာကိုစမ်းချောင်းမေးမှာတွေ့လိုက်ရပါတယ်သူတငယ်ချင်းသတိပြန်ရလာအောင်လှုံ့နှိုးကြည့်ပေးမယ်ထိတွေ့လိုက်တဲ့ခါမှာတော့စောတူတူတိတ်ဆုံးသွားပြီဆိုတာတေချာသွားပါတော့တယ်ခန္ဓာကိုယ်ကစပီပြီးတော့တောင့်တင်းလာပါပြီလူရှည်ကအရန်ကိုတုံ့လှုပ်သွားပြီးတော့စင်ပေါ်မှာသူနဲ့အတူရှိနေခဲ့တယ် စောလူတို့ကတကယ်တော့စမ်းချောင်းဘေးမှာရေတောက်ကလေးကတည်ဆုံသွားခဲ့တာကိုမတိပဲနဲ့ခန္ဓာကိုယ်ကနေထွက်ခွာလာတဲ့ဝိညာဉ်ဖြစ်မှန်းသဘောပေါက်သွားပါတော့တယ်။သူ့တငယ်ချင်းရဲ့အလောင်းကိုလှန်ချလိုက်တဲ့ခါမှာတော့ပို့ပြီးတော့ထိတ်လန့်အံ့ဩသွားရပါတယ်။ဘာလို့လဲဆိုတော့စောလူတို့ရဲ့နှလုံးနေရာမှာအဖောက်ခံထားလို့ပါပဲ။လူရှိကကြောက်ရွံ့စိတ်တွေအပြည့်ဝင်လာပါတယ်။ဘယ်ဘက်ကိုပဲလှည့်ကြည့်ကြည့်တောရဲ့အမောင်တို့ကိုပဲမြင်နေရပါတယ်။ရင်တုံပန်းတို့ဖြစ်ပြီးတော့ရွာသားတွေရဲ့စကားကိုလည်းပြန်သတိရမိပါတယ်။ကြောက်စရာတဆေတရေက တားကောင်ကြီးရဲ့နှလုံးနဲ့သွေးကိုစားသုံးလို့ရှိရဆိုတဲ့စကားကိုပေါ့အဲ့ဒီချိန်မှာပဲလေပြေလေးညင်းလေးတိုက်ခတ်လာပါတယ်လူရှေကသူ့နောက်ကျောဘက်ကနေအပုံနံတစ်ခုကိုရလိုက်ပါတယ်လှည့်ကြည့်လိုက်တဲ့ခါမှာတော့တုံလှုပ်ချောက်ချသွားပါတော့တယ်သူ့ရှေ့တဲ့ထဲမှာထူးဆန်းတဲ့တရဝါကြီးတစ်ကောင်ပေါ်လာလို့ပါပဲကိုလုံးကိုယ်တွေကကြီးမားပြီးတော့နှလုံးတွေကနေရဲနေပါတယ်တကိုလုံးအမွှေးတွေဖုံးနေပြီးသွားဆွေတွေကရှည်လျာရှာကလည်းနေရဲနေပြီးတော့မျက်နာကဝုန်းဝုန်းနဲ့ဆင့်တူပါတယ်သူ့ကိုယ်တိုင်ကဒါက အောက်လန်းတရေဆိုတာတေးရပေါ့ယုံကြည်လိုက်ပါပြီတရေကခြုံထက်တဲ့လက်သေးတွေကိုဖြန့်ပြီးတော့တားကောင်ကိုခုံအုပ်ဖို့ပြင်ဆင်နေပါတယ်လူရှည်ရဲ့လက်ထဲမှာလည်းဘာလက်နဲ့မှပါမလာပါဘူးလေပင်ကိုဆန်းကြည့်လိုက်တော့လေအမြဲတမ်းဆွဲထားတယ်ကြားဆွဲကပြုတ်ကျပြောက်ဆုံးသွားခဲ့ပါပြီအခုချိန်မှာလုံးဝသတိမကတ်တော့တာကြောင့်ဘလို့ခုခံကာဝေးရမှမသိတော့ပါဘူးသူအသက်လူပြီးတော့အဲ့ဒီဆန်းချောင်းလေးကိုဖြတ်ကူးပြီးတော့တောရဲ့တစ်ဖက်ချမ်းကိုပြေးပါတော့တယ်တရေကလည်းသူ့နောက်ကနေထောက်လျှောက်လိုက်ပါတော့တယ်ဒီလိုနဲ့ တေဘေးကနေပြေးလွှားရင်းနဲ့လူရှည်ကတောလယ်မှာအလင်းရောင်တစ်ခုပေါ်လာတာကိုတွေ့လိုက်ရပါတယ်။သိမ့်မဝေးပါဘူး။သူ့လူတွေရဲ့မီးအောင်ဖြစ်မယ်လို့ထင်ပြီးအကူညီတောင်းဖို့အမြန်ပြေးသွားပါတော့တယ်။ဒါပေမဲ့အနာကိုရောက်တော့အဲ့ဒါကတောရဆောက်တည်နေတယ်။ယဟန်တော်နှစ်ပါးဖြစ်မှန်းတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာယဟန်တော်တွေကတော့ဇင်းရံရှောင်းနေကြပါတယ်။လူငယ်တယောက်သူတို့ရဲ့ကာယံထားတဲ့မန္တန်အကာအကွယ်တွေကိုပြေးဝင်လာတာကိုတွေ့တော့အံ့ဩသွားပါတော့တယ်။ဒါကလေးဘာလို့ပြေးလာတာလဲ။တရေပါဗျာတပည့်တော်ကိုတတ်တော့မလို့ပါ။ ယဟန်နှစ်ပါးကတပားမျက်နှာတပားကြည့်လိုက်ကြပါလေမကြခင်ပါပဲအဲ့ဒီတရေကလိုက်လာပါလို့လေသူကလူရှိကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကမန္တန်ကာယံရဲ့အရှိန်အဝါနဲ့ထိတွေ့မိတဲ့အခါမှာလွင့်ဆင်သွားပါလို့လေသူပြန်ထလာပြီးတော့ဒေါသတကြီးအော်ဟစ်ပြီးတော့အကာယံကိုအချိန်ပေါင်းများစွာပြေးဝင်တိုက်ခိုက်ပေမဲ့အချိန်တိုင်းလွင့်ဆင်ထွက်နေပါလေအဖြူရောင်လေးနဲ့နေတဲ့ဒတိုင်းလိုဖြစ်နေတာပါလေဖေဟာဘာလို့တရေကဝင်လို့မရလဲအေးအဲ့ဒါကဥစဉ်တို့စီးချထားတာကွဒါကြောင့်တရေကဝင်လို့မရတာ လူရှိကထိုင်ချလိုက်ပြီးတော့ယဟန်တော်တွေကိုဥချကြတော့လိုက်ပါတယ်။သူဒီတော်ရဆောက်တည်နေတဲ့ယဟန်တော်နှစ်ပါးနဲ့တွေးဆောင်ခဲ့ရတာအယဟန်ကံကောင်းတယ်လို့တွေးမိပါတယ်။တရေကတော့ခုံဝင်တိုက်ခိုက်ဖို့ကြိုးစားပေမဲ့ဘာမှလုပ်လို့မရပါဘူး။သူဘလို့ပဲတကူတုံးတုံးဒီအတားအဆီးကိုမဖောက်ဝင်နိုင်ပါဘူး။မိုးလင်းကန်ဒီဒီစူးစမ်းနေခဲ့ပြီးနောက်ဆုံးမှာတော့တရေကဒေါသတကြီးနဲ့ဆုတ်ခွာသွားပါတော့တယ်။သူသွားပြီဒကာလေးဒကာလေးသူ့ကိုမြေတားမြေများပို့သားလိုက်ပါဦး။ဒါနဲ့ဒကာလေးကဒီလိုတော့နေကြည့်တယ်မှာဘာလာလောက်တာလဲ။ တပည့်တော်တငယ်ချင်းနဲ့တားကောင်ပစ်ဖို့၄၀လာထိုင်တာပါဖေဟာဟောတကားလေးတငယ်ချင်းရောတပည့်တော်ရဲ့တငယ်ချင်းကတော့တရေတိုက်ခိုက်လို့တည်ဆုံးသွားပါပြီဖေဟာအေးတကားလေးအခုကိုယ့်အသက်ကိုတန်ဖိုးထားပြီးတေမာကြောက်တဲ့စိတ်ဆိုတာဘယ်လိုမျိုးလဲသိပြီလားတကားလေးလိုက်လံတက်ဖြတ်နေတဲ့တရဝါတွေကလည်းအခုတကားလေးခံစားရတယ်လို့ခံစားကြရတာပဲလေသူစပါးအသက်ကိုညှင်းဆဲနှိမ့်ဆက်တာကိုရတန်းကရိုက်လိုက်ပါတော့ကွယ် စကားတန်ဆုံးတာနဲ့ရွှေရောင်လင်းတန်းတစ်ခုဖြစ်ပေါ်လာပြီးတော့ရုတ်တရက်ဂျဟန်တော်နှစ်ပါးရဲ့ခန္ဓာကိုယ်တွေကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတော့တယ်။လူရှိကလည်းအရန်ထိတ်လန့်တော်လို့သွားပြီးတော်တွေကနေချက်ချင်းထွက်လာခဲ့ပါတယ်။ပြန်စင်းစားကြည့်တဲ့အခါမှာတော့သူ့ဘဝတစ်လျှောက်လုံးတရဝါရီရဲ့အသက်ကိုတက်ဖြတ်ပြီးရောင်းချလို့ငွေရခဲ့ပေမဲ့အဲ့ဒါကသူ့ကိုပျော်ရွှင်မှုပေးခဲ့ပါဘူး။သူက မကြာခဏနေမကောင်းဖျားနာတတ်ပါတယ်။တလေးဆန်တွေကသူ့ရဲ့အသက်ကိုရန်ရှာလာလဲအချိန်အများကြီးကြုံရပါတယ်။ဒီတစ်ချိန်မှာလည်း သူကတရဲရဲ့လက်ကနေအသက်လူပြီးပြေးခဲ့ရတာပါပဲအဲ့ဒီချိန်ကစပြီးတော့လူရှိတယောက်လင်းစင်ထိုးပြီးတော့တားကောင်ပြည့်အမဲလိုက်တာကိုရက်တက်လိုက်ပါတော့လေဘာလို့လဲဆိုတော့ကံကြမ္မာဆိုတာတကယ်ရှိတယ်ဆိုတာယုံကြည်သွားလို့ပါပဲသူသာမရက်တက်ခဲ့ရင်သူတက်ခဲ့တဲ့တရားဝါလေးလိုပဲတနေ့သူတည်ဆုံးနိုင်ချေရှိတယ်ဆိုတာယုံကြည်သွားပါတော့တယ် ုတ်ကဲ့ကျွန်တော်တို့ရဲ့စီရင်စနစ်မျိုးကိုဒီမှာပဲရည်နာဝင်ပြုပါခင်ဗျာကျွန်တော်တို့စီရင်စက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်နိုင်ပြီးရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီပါလို့ပြတဲ့ရခင်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်